ီကဗီဒီယိုမှာတော့ကျွန်တော်တို့၅သိန်း၆သိန်းဝင်းကျင်လောက်ကသုံးလို့ကောင်းတဲ့ဘတ်ဂျက်လဲဆေးဖြစ်တဲ့ဖုန်းလေးတွေအကြောင်းပြောကြတာပေါ့။မြဲသူက၅သိန်း၆သိန်းဝင်းကျင်ဆိုပေမဲ့လည်းဘတ်ဂျက်နည်းရဆိုပြီးတော့သွားပြီးတော့အထင်သိလို့မရဘူး။တချို့ဖုန်းတွေဆိုရင်ဘက်ထရီအကြီးကြီးတွေပါတယ်။တချို့ဖုန်းတွေဆိုရင်တူတူတဲ့ဝင်းကျင်မှာကင်မရာကောင်းတဲ့ဖုန်းလေးတွေလည်းရှိတယ်။အဲပြီးတော့တချို့ဖုန်းတွေဆိုရင်ဒီဇိုင်းလေးတော်တော်လေးလှတယ်။အဲဒါမျိုးလေးတွေပေါ့။ဆိုတော့ဒီ၅သိန်း၆သိန်းဝင်းကျင်ဖုန်းလေးတွေမှာဝယ်တော့မယ်ဆိုရင်ကိုကဘလို့ဖုန်းကိုကိုနဲ့ကြိုက်တဲ့ ဖုန်းကိုရွေးရမလဲဆိုတာလေးကိုပြပြပေးမယ်။ဆိုတော့ကျွန်တော်တို့တွေဗီဒီယိုလေးကိုစလိုက်အောင်။ပထမဆုံးဒီစည်းတန်းဝင်းကျင်မှာအတန်ဆုံးအကောင်းဆုံးအခုချိန်ထိ strong ဖြစ်ဆုံးလို့ပြောလို့ရတဲ့ Redmi ရဲ့ Note 13 5G လေးနဲ့စပြောတာပေါ့။ဒီဖုန်းကပြောမယ်ဆိုရင်စထွက်ခနေရအခုချိန်ထိဒီစည်းတန်းဝင်းကျင်မှာအတန်ဆုံးဖြစ်နေတော့မယ်။လူကြိုက်လည်းအများဆုံးပဲ။ အတုံးလို့လည်းအကောင်းဆုံးပဲဒီ9သိန်း6သိန်းလောက်ပေးရုံနဲ့ကိုပြင်ရမယ့်ဟာတွေက AMOLED display ရမယ်ဝန်တန်ဒီဟက်ရမယ်ပြီးတော့ Dimensity 6080 5G တို့ SoC မျိုးရအောင်မယ်ဒါမျိုးတွေကတော်တော်လေးကိုမှအဆင်ပြေတယ်ပြီးတော့ camera ဆိုလဲ1 way megapixel ဘာရင်းနဲ့ဆိုတော့ပုံတော့လည်းတော်တော်မဆိုးဘူးဘက်ထရီကလည်း9000 mAh ဘက်ထရီပါတာဆိုတော့ပြောရရင်ဗျာဒီ9သိန်း6သိန်းဝန်းကျင်မှာဒီဖုန်းက launch မှာအတန်ဆုံးတောင်ပြောလို့ရတယ်သို့တော့ဒါမျိုးတွေအကုန်လုံးကောင်းပြီးတော့ အားနည်းချက်တော့အနည်းငယ်တော့ရှိတာပေါ့။ဘာတွေအားနည်းလဲဆိုတော့အဓိကဒီကောင်က China version ဖြစ်နေရပဲ။ Global run chain လို့ရတယ်ဘာညာဆိုပေမဲ့လည်းတချို့ကြတော့ဒီလိုမျိုး chain တာတွေကိုမကြိုက်ဘူး။အဲ original global ဖြစ်နေရမျိုးပို့ပြီးတော့သဘောကျတဲ့သူတွေရှိတယ်။ဒါကတော့သူ့ရဲ့အားနည်းချက်ပေါ့။သို့တော့ဒီအချက်လေးကိုမျက်ကွယ်ပြုလိုက်မယ်ဆိုရင်တော့ဒီ Redmi ရဲ့ Note 13 5G က9သိန်း6သိန်းဝန်းကျင်မှာတကယ်ကိုမှအတန်ဆုံးအမိုက်ဆုံး display အကောင်းဆုံးလို့တောင်ပြောလို့ရတဲ့ဖုန်းလို့ပြောရမှာ။ နောက်တစ်လုံးကတော့ Global Version နဲ့က Redmi 15C ကိုရွေးပေးထားတယ်။အဓိကကဒီကောင်ကဒီ9သိန်း6သိန်းဝန်းကျင်ဆိုတဲ့ဈေးမှာ display တော်လေးကြည့်ရယ်6.9 inch တောင်ဖြစ်သွားတာ။ဒါကမှ 120Hz နဲ့ပဲ။ဒီကောင်ပေါ်ဖော်မန်ကမီဒီယာတက်ကရဲ့ Helio G81 Ultra ကိုသုံးမိထားတာဆိုတော့ဒီ9.6သိန်းဆိုတဲ့ဈေးဝင်ကျင်မှာဒီ SoC ကတော့ဒါ တာမန်လို့ပဲပြောမှာပေါ့နော် official globe ထဲမှာ gain တွေပါရေးအကြီးကြီးမားရေး solve လို့တော့မရဘူးသို့တော့ဒီ6.9 inch display မှာသုံးဖို့အတွက် social media software တွေ Facebook Messenger Viber Instagram ထားမျိုးတွေကိုကောင်းကောင်းကြီးဒီ SOC ကတော့ handle လုပ်ပေးနိုင်တယ်နည်းနည်းလေး delay ဖြစ်တယ်ဆိုပေမဲ့လည်းလက်ခံလို့ရနေထားပါပဲပြဿနာသိမရှိဘူးပုံမှန်သုံးတဲ့သူတွေတော့တော်တော်လေး okay တယ်ပြီးတော့ global version ဖြစ်နေတဲ့အတွက် Google တွေပါရေးလည်းဘာမှတိတ်ပြီးတော့ထွေးထူးပြောစရာမရှိဘူး Google လည်းအဆင်ပြေတယ်။အဲတခုသွားပြီးသဘောကျမိတာကတော့ဒီကောက်မှာ6.9 inch display ပါတယ်လို့မျိုးနောက်ထပ်အကြီးတစ်ခုပါလာ battery life 6000 mAh battery ကိုမှသူက33 watt fast charging support ထားတာဆိုတော့တော်တော်လေးကိုမှအဆင်ပြေရအသွင်းတာလည်းတော်တော်လေးမြန်နေတယ်မှာပါတယ်။ဒီသေးတဲ့ဝင်ကျင်33 watt ဆိုတာဒါအဆင်ပြေလို့ပြောမှာပေါ့။ ဒီဈေးတန်းဝင်ကျင်ဖုန်းနေပြောတဲ့အချိန်မှာဟိုဖုန်းအကြည့်ရမယ်ပပလိုမရအောင်ဒီဈေးတန်းဝင်ကျင်ဝင်ဒါပဲရမှာဒါထားပါဆိုတော့ပြောရမယ်ဆိုရင်တော့ဒီ Redmi 15C လေးကဒီ9သိန်းကျော်ကျော်ဈေးတန်းဝင်ကျင်မှာဒါရွေးချယ်တဲ့ option ကလည်းနှစ်မျိုးလောက်ရှိသေးရယ်ဆိုတော့တော်တော်လေးလည်းဒါရွေးလို့ကောင်းတယ်သုံးလို့ကောင်းတယ်လက်ဆောင်လည်းပေးလို့ကောင်းသလိုလူကြီးသုံးမှန်းဖြစ်ဖြစ်ကိုကိုယ်တိုင်သုံးတာဖြစ်ဖြစ်ဘယ်လိုပဲသုံးသုံးတော်တော်လေးကို okay တဲ့ကောင်လို့ပြောရမယ် နောက်တစ်လုံးရွေးပေးထားတာကကြတော့ Global ထဲကပဲ Redmi 15ကိုရွေးပေးထားတယ်။အဲဘာကြောင့်ဒီကောင်ကိုရွေးပေးထားတာလဲဆိုတော့ဒီကောင်ကဒီဇိုင်းအနေထားအရဘိုင်းကကြည့်လိုက်မယ်ဆိုရင်လည်းဒီဖုန်းက6သိန်းဝန်းကျင်ဖုန်းဆိုတော့တကယ်တည်းလေးပိုတဲ့အနေထားမှာရှိတယ်။တော်တော်လေးကိုမှလာဒီဇိုင်းကလာပထမဆုံးဒီကောက်မှာ display ပိုင်း6.9 in display ကိုမှ 144Hz နဲ့လာတာဆိုတော့ဒါ IPS LCD ပဲကိုက 144Hz ကိုတခါမှမတုံးမှုတဲ့သူ တမန်မထိတွေ့ဘူးတဲ့သူဆိုလို့ရှိရင် Redmi 15နဲ့ပဲ14 Hz ကို10မီထိတွေ့လိုက်လို့ရတယ်အဲထိတွေ့ရမှုကတော့တမန်နည်းနည်းထိတွေ့လေးရကွာတယ်ဆိုပေမဲ့လည်းဘာပြော14 Hz ဆိုတော့ဒါဝန်တာစရာလေး display ကြီးတယ်ပေါ်လာတာတော်တော်လေးကို smooth ဖြစ်တယ် performance နဲ့ဆိုရင် Snapdragon 685ကိုတုံးပြီးထားတာ ဆိုတော့ performance အနေထားရလဲတော်တော်လေးကိုမှအဆင်ပြေရဲ့ gain တွေပါရဆော့မယ်ဆိုရင်တော့ဒါ mobile legend တို့ပါလို့ gain မျိုးတွေကို graphic အနေထားတစ်ခုမှကောင်းကောင်းဆော့လို့ရတဲ့အနေထားမှာရှိတယ်။နောက်တစ်ချက်အနေနဲ့ဆိုရင်သူ့ရဲ့ battery life battery life ကဒီ6သိန်းကျော်ပေးရတဲ့ဈေးထဲမှာတော်တော်လေးကို strong ဖြစ်တဲ့ကောင်လေးပြောရမှာ 8000 mAh ဘက်ထရီတောင်ပါတယ်တော်တော်ကိုကြီးရဲဒါကိုပြန်သွင်းဖို့ကကြောင့်33ရဲ့ fast charging ဆိုတော့အဲ8000 mAh ဘက်ထရီအကြီးကိုအပြန်သွင်းတာလည်းနည်းနည်းလေးတော့ကြာရဆိုမှလည်းဒါလုံလောက်ပါတယ်ဒီစီးတဲ့ဝင်ကျင်အနေနဲ့ဆိုတော့ဆိုတော့ဘာပဲပြောဒီ Redmi 15ကတော့ဒီဇိုင်းနှစ်လားလေးကိုမှ performance လည်းပိုပြီးနည်းနည်းလေးကောင်းသွားတာမျိုးဈေးကလည်း6သိန်းကျော်လောက်ဖြစ်သွားတာမျိုးဘက်ထရီပိုကြီးတာမျိုးလိုချင်တယ်ဆိုတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေကိုက6သိန်းကျော်မှ global အလုံးကိုလိုချင်တယ်ကျွန်တော်တို့ရဲ့ချစ်လက်ဆိုတဲ့ brand တွေကပဲကိုင်းကျင်တယ်ဆိုရင်တော့ Redmi 15C ကိုသာမျက်စိမိတ်ရွေးရုံပဲအဓိကဒီကောင်တွေကဂိမ်းဆော့ဖို့တော့မဟုတ်ဘူး social media တွေဘာညာတွေကောင်းကောင်းလေးသုံးဖို့အတွက် ဆိုတော့နောက်တစ်လုံးထပ်ပြီးရွေးပေးထားတာကြတော့ infinite ထဲက infinite ရဲ့ hot 60 ion ရွေးပေးထားတယ်ဒီကောင်ကထွက်ထားတယ်မကြောက်ဘူးပြီးတော့ infinite series တွေကသိရတိုင်းပဲအကျန်းခံတယ်ဒီဇိုင်းလေးချစ်စရာကောင်းတယ်ပေါ့ပေါ့ပေါ့ပါရှိတယ်အဲ၃ဝါလည်းမစိုးဘူးပြီးတော့ global ထဲကလည်းရတယ်ဆိုတဲ့ကောင်မျိုးလေးတွေအဓိကဒီကောင်ရဲ့ display ကလည်း6.7 inch ကိုမှ1.8 inch နဲ့ပဲလာတယ် display ဘိုင်းနေရာတော့ဒီဇိုင်းဝင်းကျင်မှာတော်တော်လေးကိုမိုက်လာတယ်လို့ပြောရမှာအကုန်လုံးက performance နေရာတော့ MediaTek ရဲ့ Helio G81 Ultimate ကိုသုံးမိထားတာတိတ်ပြီးတော့မကောင်းဘူးဆိုပေမဲ့လည်းဒီဇိုင်းဝင်းကျင်ကျွန်တော်က ါးသွားမြင်လို့ရမှာနော်ဟုတ်တယ်မလားဒီ SOC လေးကဘာပဲပြောကျွန်တော်တို့ဒါ social media တွေ Facebook တွေဘာတွေအကုန်လုံးကောင်းကောင်းသုံးလို့ရရဲ့ daily driver အနေနဲ့ကောင်းကောင်း run လို့ရတဲ့ဖုန်းမျိုးတခြားဘာမှအများကြီးတော့မျောနေလို့မရအောင်အဲကင်မရာတွေဘာလို့ဆိုလို့ရှိရင်သူ့အနေထားနဲ့သူ၅သိန်းဝန်းကျင်ဆိုတဲ့ဈေးလေးမှာအမှတ်တရတပ်ပုံလေးတွေကိုကြည်တယ်လိုက်လို့ကောင်းတယ်အယောင်လေးမစိုးဘူးဆိုတဲ့အနေထားလောက်နဲ့ပုံတွေကိုဖန်ပြလို့ရတယ်ပထရှင်နဲ့ဆိုရင်ဒီကောင်က9100 60 mAh ကိုထည့်ပေးထားတယ်45ဝက်ဖတ်ချခြင်းပါတယ်ချာချင်းဘောက်ကတော့တော်တော်လေးကောင်းတယ် ဒီဈေးတန်းဝင်ကြမှာ45ဝက်ရတယ်ဆိုတော့ညံ့တယ်ပြောရအောင်ပြီးတော့ဘက်ထရီကလည်းတော်တော်လေးခန့်တယ်ဆိုတော့ဘာပြောဒီ infinite horses ဒီအိုင်ကကြတော့ global ထဲကမှကျွန်တော်ပို့ပြီးအကျန်းခံတာမျိုးတက်မှာပြီးတော့ UI ပို့အစင်ပြာမျိုးပြီးတော့ဒီ core recording တွေပို့ပြီးတော့အစင်ပြာမျိုးဒီဇိုင်းနှစ်လှလေးရွေးချင်စရာ ရှိတာမျိုးဒါမျိုးကြီးလိုချင်ဒီကောင်ကိုကြွေးလို့ရတယ်။ပြန်နောက်ခုဝန်တာတာတစ်ခုကကြတော့ဒီ hot city အန်ကိုဝယ်မယ်ဆိုလို့ရှိရင်တော့ကိုဘလောက် budget ကိုတုံးမလဲ run run kit တွေပေါ်မူတည်ပြီးဒါကောင်းကောင်းရွေးဝယ်လို့ရတယ်။ရွေးချယ်စရာ option နဲ့၄ခုလောက်ရှိတယ်။နောက်ထပ်ရွေးပေးထားတာကတော့ Samsung ရဲ့အခုမှထွက်ထားတဲ့ Galaxy A07 4G ကိုရွေးပေးထားတာ။အဲအဲ့ကောင်က9သိန်းဝန်းကျင်မှာလေသူကအတန်လုံးအောင်ပြောလို့ရတယ်။9သိန်းလောက်နဲ့ Media Tech ရဲ့ Helio G99 ကိုရတယ်။ performance အရတော့တော်တော်လေးကိုမှအဆင်ပြေတယ်။ပြီးတော့သူ့ရဲ့ display ကလည်းသူက6.7 inch ရဲ့ 90Hz display ကိုသုံးပေးထားတာဆိုတော့ဒီ9သိန်းလောက်ဝန်းကျင်မှာတော်တော်လေးကိုမှအဆင်ပြေနေ။ performance က Sony ကပြောခဲ့တဲ့အတိုင်းပဲ MediaTek ရဲ့ Helio G99 ဆိုတော့သူ့သေးထဲမှာဒီကောင်ကအခုပြောခဲ့တဲ့အထက်မှာဒါ Redmi ရဲ့ Note 13 5G တို့ပါလို့ပြီးရင်ဈေးသက်သာဆုံးနဲ့ဒီ performance အရဈေးအတန်တော့ပြောလို့ရတယ်။ဆိုတော့ gain ကြီးပါရင်ဆိုကြရင်တော့ကောင်းကောင်းလေး run လို့ရရတဲ့အထက်မှာရှိတယ်။ဒါပေမဲ့ TikTok ကိုကမ္မပေးခြင်းကိုဂိမ်းဆော့ဖို့အတွက်ဒါကတိတ်ဆင်မပြေဘူးဒီဖုန်းလေးကြောင့်အဓိက social media သုံးမယ်ပေါ့ပေါ့ပါတခြားဟာလေးသုံးမယ်ဒါတော့တပည့်သုံးဖို့ကောင်းလားအဲဆော့ချင်တယ်ဆိုရင်တော့ထည့်ပြီးဆော့ကြည့်ပေါ့အပြစ်ဒီကောင်မှာ battery နဲ့ဆိုလို့ရှိရင်လည်း9000 mAh ပါမယ် charging watt ကတော့25 watt ဖြစ်သွားရင် charging watt ကတော့နည်းနည်းလေးနည်းတယ်ပေါ့ဒီကောင်မှာ side mount တဲ့ fingerprint နဲ့ပါအောင်မယ်ဆိုတော့ဒီ Galaxy A07 ကတော့ကိုကပြောမယ်ဗျာဒီ9000လောက်ပဲသုံးခြင်းနဲ့ performance တော်တော်လေးထွက်တာမျိုးလိုချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ ကျင်းဒီဒီကောင်းကားရွေးဟိုရွေးတဲ့နေထဲမှာပါတယ်ပြီးတော့ Samsung ရဲ့ One UI လို့ပြောပါရလဲတုံးရတာ smooth တယ် feature လေးတွေလည်းစုံတယ်နောက်ထပ်ရွေးပေးထားတာကကြတော့ Honor ရဲ့ A6C ရဲ့ Oppo ရဲ့ A5A ကိုရွေးပေးထားတယ်အဓိကဒီနောက်ကောင်ရွေးပေးရတဲ့အကြောင်းရင်းအကြတော့အကျန်းခံလို့အဲသူတို့ကကြတော့ဗျာကိုကဖုန်းအကျန်းခံတာမျိုးပြီးတော့ဒီ ကင်မရာလေးနည်းနည်းကောင်းတာမျိုးဘက်ထရီ life နည်းနည်း strong တာမျိုးလိုချင်တယ်ဆိုရင်တော့အဲ့နှကောင်ရွေးလို့ရတယ်အဓိကကကိုကအကြမ်းခံတဲ့ဖုန်းကိုကခဏဖုန်းတွေကိုပစ်ချတယ်ပြုတ်ချတယ်တက်မှစိတ်ခက်မသိမသိတဲ့လိုမျိုးလည်းနဲ့တိုက်ချမိရမျိုးပြန်မှတက်မှဒါပြပြရပါတော့အဲ့လိုမျိုးအကြမ်းခံတာမျိုးမှလိုချင်တယ်ဆိုရင်တော့အဲ့နှကောင်ရွေးကြည့်လို့ရတယ်သူတို့လည်းဒါလုပ်ပေးထားတာ plastic body ဘာတွေနဲ့ဆိုတော့တောင်တောင်ပြုတ်ချလို့ကွဲရပါလေတောင်တောင်မှဖြစ်ဖို့ဒါကတော့9သိန်းနဲ့6သိန်းဝန်းကျင်မှာဒါလက်ရှိမှာပေါ့နော်ဝယ်လို့ကောင်းနေတယ် ဘတ်ဂျက်လဲ save လို့ကောင်းတဲ့ဖုန်းလေးတွေအကြောင်းပြပြပေးသွားတာအတကယ်လို့ကိုကဒီ9နဲ့6သိန်းဝင်းကျင်လောက်ဖုန်းလေးဝယ်တယ်ဆိုလို့ရှိရင်တော့ဒါသူ့ဈေးနဲ့သူပြန်ရတဲ့ performance လေးတော့မစိုးဘူးဆိုတဲ့အနေထားမှာပဲရှိမှာပဲဒီဈေးတန်းဝင်းကျင်ဖုန်းလေးတွေကိုဝယ်ပြီးတော့ရွေးပြီးတော့ပေါ့နော်ကျွန်တော်တို့တွေ graphic အမြင်နဲ့ game ကြီးဆော့ကျင်တာ PUBG ဆော့ကျင်တာဒါတွေကတော့အဆင်မမဟုတ်ဘူးအဓိကက social media ကြီးကောင်းကောင်းတုံးမယ်ပြီးရင်တပုံလေးပိုင်းလည်းပါရိုက်မယ် battery လေးပို့ပြီးတော့ခံရမယ် design ထားတဲ့ဖုန်းလေးတွေတုံးမယ်ပြီးတော့ကိုကိုယ်တိုင်တုံးတော့မတုံးရင် လူကြီးမိသားစုတွေလက်ဆောင်ပေးမယ်။ဒါမျိုးတွေအတွက်တော်တော်လေးတင့်တော်တဲ့ကောင်တွေကိုရွှေ့ပေးထားတာ။အဲတခါကြရတယ်သိရမလား။ဒီလောက်တုံးတဲ့ပြန်ရမျိုးတွေကောင်းကောင်းလေးပြန်ရခြင်းနဲ့ဆိုရင်မဲ့လည်းမဖြစ်နိုင်တဲ့အနေအထားဆိုတော့ဒီသေးတဲ့ဝင်ချက်မှာဒီဖုန်းတွေကတော့ဘာပြောကောင်းမလို့လည်းပြောရမှာပေါ့။ဆိုတော့ကိုလူလိုဆိုရင်ရောအခုရပြပေးခဲ့တဲ့ဖုန်းတွေထဲကဘယ်ဖုန်းကိုပို့ပြီးတော့သဘောကျတယ်တကယ်လို့ကိုက9သိန်း6သိန်းဝင်းကျင်မှာဝယ်မယ်ဆိုရင်ဘယ်ဖုန်းကိုဝယ်ပြမလဲအောက်ခကွန်မန်မှာဆွေးနွေးခဲ့ပါအောင် ုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ပြီပါ Yangon Mobile Store